Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကဖတ်ထုတ်တဲ့ feature အရန်ကောင်းတဲ့ file လေးကိုတတိယမျှဝေတော့မှာဖြစ်ပါတယ်ဒီ file လေးကနာမည်တော့မရှိပေမဲ့လုံးဝအန်အောသွားလောက်တဲ့အရာဓာတ်တွေကိုပေးတဲ့ file လေးတစ် file မျိုးဖြစ်ပါတယ်သူ့ရဲ့ feature ပျော့ပျော့ပြောင်းပြောင်းလေးတွေပြင်းပြင်းလေးတွေကအရန်ကို follow ကောင်းပြီးတော့အဲဒါမှထဲတဲ့အဖာပလာတွေကလည်းထူ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 းမဟုတ်ပေမဲ့သူ့ရဲ့ဒီဝတ်သုံးသက်တာ ကင်လေးနဲ့တတော်လေးကိုလိုက်ဖက်ပြီးဖားလို့ကောင်းတယ်။အဲကိုရံလုတ်တဲ့ဖတ်ထုတ်ရွက်လေးတွေနဲ့ဖတ်ထုတ်လေးတွေကလည်းအီအီပျော်ပျော်လေးတွေနဲ့အင်းသွားတဲ့အထိမမတောင်းတောင်းကြီးဖြစ်မသွားဘူး။ဖတ်ထုတ်မှာဖတ်ထုတ်ဖီချာရသလိုဖတ်ထုတ်ပြုတ်ဖတ်ထုတ်တုတ်လေးရတယ်။တတိယတော့ဖတ်ထုတ်တုတ်ပဲဖားခဲ့တယ်။ထုတ်မှာလည်းအလားတူပဲထွတ်ထွတ်ထူးထူးကအများကြီးမပါပါပဲနဲ့သူ့ရဲ့ဖတ်ထုတ်အရွက်ကလေးတွေရဲ့အထဲကအဖာပလာလေးတွေကိုကအရသာရှိနေတာ ဒီမှာလည်းသုံးသက်တာกินလေးတွေနဲ့ဝတ်သားတစ်မျိုးပဲတည်တည်ရတာတော့တွေ့ရတယ်။ဖီးရရလည်းဝတ်ပြုတ်ရည်ဖိုင်မာကဒီအချင်းလေးလည်းကောင်းတယ်။အရန်နီးဖီဖီအနံ့ကြီးနမ်းမနေပဲနဲ့အရန်လည်းချင်းမနေဘူး။ငရုတ်ချင်းလေးကတော့ငရုတ်တိအတောင်းလိုက်အကြီးတွေဖူပေမဲ့လည်းတမ냐တီးလေးနဲ့ပါဖူတော့ငရုတ်ချင်းလေးတွေကလည်း follow ကောင်းတယ်။ဒါကသူ့ရဲ့ feature ပါ။ feature ဖက်လေးတွေကိုကြည့်လိုက်နော်။ မြင်မြင်လေးနဲ့ကြီးလိုက်တာနဲ့အီအီလေးပုံဖယ်ကိုပေါက်တယ်။အလိုပါပဲဖားလိုက်ရင်လည်းလုံးဝအီအီဖက်ဖက်လေးနဲ့ဖီရဲရွှဲနေရမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဖားလို့ကောင်းတယ်။ဒါကတော့သူ့ရဲ့ဖတ်ထုတ်ပါ။ဖတ်ထုတ်မှလည်းဖတ်ထုတ်ရွက်ကလေးတွေကမြင်တာနဲ့တင်ဘလို့လဲဆိုတာကိုသိတယ်နော်။ဖိုင်လေးကတော့တွေ့နေရတော့ကြာပြီ ဖိုင်လေးကိုမနှက်ကြရင်ညနေထိတွေ့မိတယ် အမတ်တဖယ်ကျောင်းသားမှာကျောင်းအုပ်ဒရာကြီးနားမှာရောင်းလာဆိုတော့တိတိထင်ကတော့ဒီကျောင်းကပဲအပြုပြီးဖားကြတယ်မှတ်ပြီးတော့အမ်အမတိုင်းပြောမယ်ဆိုရင်တော့တော့မဖားပြဘူးပေါ့နော်ဒီနေ့တော့ဖားကြည့်တဲ့အချိန်မှာတော်တော်လေးဖားလို့ကောင်းတာတွေ့ရတယ်။음ပြောမယ်ဆိုရင်တော့လုံးဝ hidden လေးပေါ့နော်ဖီနုံလေးတွေကလည်းဒီ feature နဲ့ဖတ်ထုတ်ကတပွဲကို၄တောင် อืม ocean ကလည်းတော်တော်များပါတယ်ပါတာတော့လေကြက်နဲ့ရှမ်းနေအဲရေဖိန်နေလည်းရတယ်အဲ့အလေးရတော့ဒုပွဲကို3000 ိုင်လေးဖန်လေးကတော့အရှိမျိုးပတ်လန်ယာမာဖာကီဂျပန်နေဖူရှိဖန်ရဲ့ဘေးလန်ချားထဲမှာရှိတာပါဒါကတော့ဖိုင်မာရတဲ့အမျိုးမျိုးလေးပါဘလော်လေးကိုအခုချစ်ယူပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ပြောင်းနေမှာတွေ့မယ်နော်အားလုံးတတ